ဒီတစ်ပင်ကစိုက်ပျိုးစရာမလိုတဲ့အရေးတစ်ပင်ဖြစ်ပေမဲ့တာမန်တစ်ပင်တွေအတိုင်းလုပ်ငန်းဆောင်တာတွေအားလုံးကိုပြုလုပ်နိုင်နေ။ပရိသတ်များအားလုံးပဲမင်္ဂလာပါများဘာမအိတ်တုံလုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်အနေနဲ့တစ်ပင်တွေကိုအဆိုင်ခဲနေဓာမြုပ်နေတာတွေ့မြင်ပူးကြတာဖြစ်ပါရစေ။တစ်ပင်တစ်ပင်မှာအမြစ်ကနေစားလို့အကိုင်းအခက်အရွက်အသီးအပွင့်ပင်စီစားဖြင့်အရာအားလုံးကအဆိုင်ခဲတနည်းပြောရရင်တော့ solid ဖြစ်ပါရစေ။ဒါမဲ့ဒီတစ်ပင်ကတော့အဆိုင်ခဲမဟုတ်ဘဲအကြီးလေးခွေပုံစံမျိုးဖြစ်နေပါရစေ။တစ်ပင်ကတော့တစ်ပင်ပဲဆိုပေမဲ့အခုလိုအကြီးပုံစံမျိုးနဲ့တွေ့မြင်ရတာကြီးကတော့နည်းနည်းထူးဆန်းပါရစေ။ ရင်ကြီးရေမော်စားတဲ့ပင်လေးတောင်မှရေတွေကနေဆဲယူပြီးကန်ကြည့်လိုက်မယ်ဆိုရင်အဖက်ကလေးတွေဖြစ်နေမြင်တွေ့နိုင်မှာဖြစ်ပါရီဟုတ်ပါရီနားရှုံမသွားပါနဲ့အခုမြင်တွေ့နေရတဲ့ TV လိုလိုဖြော်ရည်တွေထည့်ထားတဲ့ဖန်ပေါင်းကြောင်လိုလိုငါးတွေထည့်မွေးထားတဲ့အမှန်ပုံကြီးလိုလိုဖြစ်နေတဲ့အရာကြီးကအရေးတစ်ပင် liquid tree ဖြစ်ပါရီဒီတစ်ပင်ကအဆိုင်ခဲပုံစံတစ်ပင်လိုမျိုးအသက်ရှူနေမှာရီဒါမဲ့အခုလိုမျိုးခွက်တွေထဲမှာလိုအပ်တယ်လို့ဟိုပြောင်းဒီပြောင်းထည့်တာမျိုးတွေလည်းလုပ်နိုင်သေးတာဖြစ်ပါရီဒီရေတစ်ပင်ကိုတီထွင်ခဲ့သူကတော့ဒေါက်တာအီဗန်လို့ခေါ်တဲ့စာပြားနိုင်ငံကတိတ်ပင်ပညာရှင်တဦးပဲဖြစ်ပါရီ ဒေါက်တာအီဗန်ကသေပံပညာနဲ့လူတို့အကျိုးပြုလုပ်တွေကိုပြုလုပ်နေရင်ဒီနေ့မှာတော့အကြောင်းအရာတစ်ခုကိုစဉ်းစားလာခဲ့ပါရီတကြားတော့မဟုတ်ပါဘူးမြို့ကြီးပြကြီးတွေမှာနေထိုင်ရတဲ့လူဦးရေကအလွန်အင်မတန်များပြပါရီမြို့ကွက်ချက်ထွင်မှုကလည်းအမြင်မပြတ်ရှိနေခဲ့တာကြောင့်မြို့ကြီးပြကြီးတွေမှာမြေနေရာကအလွန်အင်မတန်ရှားပါလုံပါရီမြေနေရာရှားပါတဲ့ပြင်စီမံကိန်းနဲ့မလွတ်တဲ့တစ်ပင်တွေကိုတောင်မှခုတ်ဖို့ပဲစဉ်းစားတတ်ကြပါရီဒါကြောင့်မြို့ကြီးပြကြီးတွေအတော်များများကစိန်လန်းဆိုပြမှုတွေမရှိသလောက်ဖြစ်လာကြပါရီစိန်လန်းဆိုပြမှုမရှိရတော့တဲ့ကြားတွေကစက်မှုလုပ်ငန်းတွေကအရှိန်ဟုန်ကောင်းကောင်းနဲ့လဲပတ်လာကြတာကြောင့် လေတုညင်ညမ်းမှုတွေကအစမတန်တိုးပွားလာပါပြီ။အဲဒါကြောင့်ပဲလေတုတန်းစင်ဖို့အတွက်လူတွေကတစ်ပင်တွေကိုပို့ပြီးလိုချင်လာကြပါပြီ။တစ်ပင်တွေကိုသာလိုချင်ပေမဲ့တစ်ပင်တွေအများပြားစိုက်ပျိုးစရာမြင်နေရတာမရှိပြန်ပါဘူး။အဲဒါကြောင့်ပဲအဆိုပါအခြေအနေနဲ့ကာညီမဲ့အပင်တစ်မျိုးကိုတီထွင်ဖို့အတွက်ဒေါက်တာအီဗန်ကစိတ်ကူးရခဲ့ပါပြီ။အဲလိုနဲ့အခုလိုမျိုးအကြီးတစ်ပင်တစ်မျိုးကိုဒေါက်တာအီဗန်ကတီထွင်လိုက်တာဖြစ်ပါပြီ။အကြီးတစ်ပင်ကအမြင့်တွေမရှိဘူး။အရွက်တွေလည်းမရှိပါဘူး။ဒါမဲ့တစ်ပင်တစ်ပင်လိုမျိုးပဲပဝန်းကျင်ကိုအကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ပြီးအကြီးကိုလိုအပ်သလိုထားရှိနိုင်တာကြောင့်ခွက်ထဲမှာထည့်ထားရင်လည်းတစ်ပင်ဆိုင်လို့ရပါပြီ။ အီးတစ်ပင်ကတော့ရေနဲ့အရန်တင်းကြတဲ့ရေညှိပင် micro algae တို့ကိုပေါင်းစပ်ထားတာဖြစ်ပါရည်အီးတစ်ပင်တွေကတာမန်တစ်ပင်တွေလိုလေတွေကကာဗွန်နိုင်အောက်ဆိုက်ကိုဆုပ်ယူပြီးလေတွေကိုလည်းပုံမတန့်စင်စေပါရည်တစ်ပင်တွေကိုရိုးရာနီးတိုင်းစိုက်ပျိုးခြင်းမပြုနိုင်တဲ့နေရာတွေမှာဒေါက်တာအီဗန်ရဲ့တီထွင်မှုကြောင့်ဝင်လဲမပိုးနေရာလဲမယူပဲတစ်ပင်တွေကိုခွက်ထဲထည့်ပြီးတော့စိုက်ပျိုးထားနိုင်ပြီဖြစ်ပါရည် ။ဒါမန်တစ်ပင်ရဲ့နေရာမှာအယီတစ်ပင်တွေကိုအစားထိုးနိုင်မှုအတွက်ယူရဲချက်နဲ့ပြုလုပ်ဖန်တီးခဲ့တဲ့ဒေါက်တာအီဗန်စ်ရဲ့မြင်နေရတဲ့အယီတစ်ပင်တွေကဒါမန်တစ်ပင်လိုရေရောက်တဲ့အပင်တွေဖြစ်လာဖို့အတွက်နှစ်ပေါင်း၂၀လောက်ထိစောင့်ဆိုင်းစရာမလိုအပ်ပါဘူး။ရေထဲမိုက်ခရိုအဲခြေတို့ကောင်းစွာတပ်ပြုနိုင်မှုအတွက်အချိန်တရထဲသာလိုအပ်တာဖြစ်ပါရည်။အချင်းတရပြည့်သွားပြီးရင်တော့ရေရောက်ပြီးသားအပင်တွေရဲ့လုပ်ငန်းဆောင်တာတွေအတိုင်းလှုပ်ဆောင်နိုင်တယ်လို့သိရပါတယ်။ဒေါက်တာအီဗန်က RAE တစ်ပင်တွေကို Paris, New York နဲ့ Delhi တို့လိုမြို့ကြီးပြားကြီးတွေမှာထားရှိနိုင်အောင်လို့ကြိုးစားသွားမယ်လို့ဆိုထားပါတယ်။အမကန်တီထွင်မှုညာကြီးရှင်တီထွင်မှုတစ်ခုလည်းပဲဆိုကြပါတယ်။ ဒေါက်တာရဲ့တီထွင်မှုနဲ့အတူလူသားကဘာကြီးတစ်ခုလုံးစိမ့်လန်းဆိုပြပြီးအတွန့်ရှည်တည်တတ်နိုင်ပါစေကြောင်းဆုတောင်းပေးနေနောက်ရက်ဗီဒီယိုဒီမှာကျွန်တော်တို့ထပ်မံပြီးတော့ဆုံတွေ့ကြရအောင်ပါမြတ်